ဒီဗီဒီယိုရဲ့ပစ္စည်းလေးရှိအောင်နဲ့မိဖို့ကြောင့်နဲ့မှာဒါတလန်နဲ့အချက်ကိုခန့်လီဖြတ်စရာမလိုတော့ဆိုတော့အရင်မိုက်လို့စမ်းကြည့်လိုက်ရအောင်နော်။မာရပစ္စည်းလေးရောက်လာပြီဆိုတော့စားဖားကြည့်လိုက်ရအောင်နော်။ဒါလေးကိုသူစဉ်ဝယ်တာတော့ဘတ်တရာ60ကျော်လောက်ပဲကြာပါလိမ့်ရှင်။အရင်တန်တယ်လို့ပြောရမှာပေါ့နော်။သူ့ရဲ့ပါတဲ့လှုပ်ဆောင်ချက်လေးတွေကလည်း70မျိုးတော့မှာပေါ့နော်။စုံနေပဲဒီမှာလေးကြည့်လိုက်ပါနော်။တစ်ခုချင်းစီအသေးစိတ်ပါပါလိမ့်ရှင်။အရင်ဦးဆုံးပစ္စည်းလေးတွေစုံမစုံတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။လောဆယ်တော့ဖားတဲ့နေပစ္စည်း3မျိုးထွက်လာပါလိမ့်ရှင်။ဒီမှာလေးတွေပေါ့နော်။တင်းနှစ်3ဆိုတော့ဖားတဲ့ဘာမှရှိတော့ဘူးပေါ့နော်။ဒီကအခုကင်မဲ့ဟာလေးကကြတော့အဓိကအဖုံလေးပေါ့နော်။သူ့ရဲ့အထဲမှာပဲဓာတ်သွားလေးတွေတစ်မျိုးပြီးတစ်မျိုးတက်ဆင်ရပါမယ်ရှင်။ဒါလေးကတော့လက်နဲ့ကင်တွယ်လို့မရတဲ့အရာလေး းကိုဒါလေးနဲ့ထိုးဖောက်မှာပေါ့နော်နောက်ပြီးတာနဲ့ဓာတ်သွားလေးဆိုရင်တော့လင်းငါမျိုးလောက်တော့မှပါတယ်ပေါ့နော်ပုံစံဆုံ size ဆုံအမျိုးမျိုးပါပါတယ်ရှင်နောက်တစ်ခုကကြတော့ဒီတန့်ရှင်လှုပ်တဲ့ဟာလေးတွေပေါ့နော်ဒီ brush အတန်ပုံစံလေးပေါ့သူကအမှားမျိုးပြီးတာနဲ့ဒီအကွက်တုံးကမှအကြီးမျိုးပေါ့နော်ဒါပြီးတာနဲ့အခွန်ခွာထားပါပါမယ်ဒါလေးကတော့လှုပ်ပုတ်လို့ညီဟာလေးပေါ့နော်အလုံးတည်ရပြီဆိုတော့ light လှုပ်ကြည့်လိုက်ရအောင်နော် let's go ဒါလေးတွေကတော့ဒီနေ့ပစ္စည်းစံဖို့အတွက်ပြင်ထားတဲ့အတီးရွက်လေးတွေပေါ့နော်ဒီပစ္စည်းတွေအလုံးကိုလည်းတစ်စင်းကစေကြောထားပြီးပါပြီပေါ့နော်ဘာလို့လဲဆိုတော့သူကပစ္စည်းအစ်စ်ဖြစ်တဲ့အတွက်အသုံးမပြုခင်ပေါ့နော်အရင်ဆုံးစေကြောရပါမယ်ရှင်ဒါလေးကတော့ကြက်ဥအနစ်အကာခွဲတဲ့ဟာလေးပါပေါ့ ောနော်ပြီးတာနဲ့အခွန်ခွာဓာလေးပါပါမယ်ရှင်ဓာလေးကတော့နေရာတိုင်းမှာရှာဝယ်ရလွယ်ပေမဲ့လည်းဒီထဲမှာအပူပါတယ်ဆိုတော့ပေါ့နော်တုံကြည့်လိုက်တာမဆိုးပေါ့နော်အသုံးဝင်သားပဲရှင်ဒီနေ့အဓိကဆန်ပြမဲ့ဟာပေါ့နော်ဒီခွက်နဲ့အဖုံနဲ့ပါတဲ့ဓာသွားလေးတွေကိုအဓိကဆန်ပြမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဗီဒီယိုလေးကိုစောင်းအောင်ကြည့်လိုက်ရအောင်နော်တခုချင်းစီဆန်ပြပါမယ်ရှင်ပြင်စုံဆန်ပြမှာတော့အန်စာဒုံပုံစံရှိတဲ့အသုံးသေးအသုံးကြီးအကွက်လေးတွေပေါ့နော်အဲ့ဒါဆန်ပြပါမယ်ရှင်လောလောဆယ်တော့ဖြောက်ရတက်ရလွယ်ချောင်းကိုသင်ပြချင်တာပေါ့နော်ဓာလေးကအကက်တသေးလေးထပ်ထုတ်ပြီးတာနဲ့ဒီအကြီးလေးပြန်ထည့်ထားတာပေါ့နော်အဲ့ဒါဆိုရင်မူလပကတိတိုင်းကိုအသေးလေးပြန်ထည့်ပါမယ်ပြီးတာနဲ့အနီဆက်ဆုံးဖြစ်တဲ့ကြက်တုံညီလေးကိုပေါ့နော်သ စင်ထဲလိုက်မယ်။ပြီးသွားတာနဲ့သူ့ကိုအားနဲ့ထောက်ခနဲ့ဆိုပြီးတော့ဖိချရပါမယ်ရှင့်။ဒီနေရာမှာအားမရှိလို့မဖြစ်ပါဘူးနော်။အားရှိမှပဲဒီပစ္စည်းလေးကိုတုံလို့အဆင်ပြေပါမယ်ရှင့်။ဒီမှာအတုံးသေးပြီးွားပြီးဆိုတော့ဒီဓာရီထုတ်ပြီးတော့အတုံးကြီးကြီးလေးကိုပြန်ထည့်မှာပေါ့နော်။ဒါတော့တန့်ရှင်လှုပ်တဲ့ဟာလေးပေါ့နော်။ဒါလှုပ်ပုတ်လှုပ်နီးနမူနာပြပေးတာပါရှင့်။ဒီမှာလေးပေါ့နော်။ဒါတော့အန်စာဒုံအကြီးမျိုးပေါ့နော်။ဒါကိုလည်းကျက်သွနီနဲ့ပဲအနီးဆက်ဆုံးထည့်လိုက်ပါနဲ့နော်။ဒီနေရာမှာအာလူလို့ဘာလို့ဘာညာတခြားဟာတွေကလုံးထည့်လို့ရပါတယ်ရှင့်။ပြီးရတဲ့အားရှိမှပဲရမှာပေါ့နော်။စစောသစဉ်အားမပါဘူးဆိုရင်တော့ तू မကြပါဘူးရှင့်။အားနဲ့ဖိချမှပဲ तू ကြတာပေါ့နော်။ဒါဆိုရင်တော့ကျက်သွ နေအတုံးကြီးအတုံးသေးလေးကိုအနီဆက်စုံလုံးပြလိုက်ပါပြီနော်နောက်တစ်ခုဆံပြမဲ့ဟာလေးရပါတော့အနစ်ယူတဲ့ဟာလေးပါရှင်ဒီကြက်သွန်ဖြူအနေတို့ဂျင်းအနစ်တို့လို့ပေါ့နော်ယူတဲ့ခါကျရင်ဒီအပေါ်မှာပုတ်လိုက်ရုံပဲပေါ့နော်တသေးကိုကိုေးလေးတွေပေါ့အဲ့ဒီခါကျရင်သူအနစ်ထွက်လာမယ်အဲ့ဒါလေးကိုဇွန်နဲ့ကလော်ယူလိုက်ရုံပဲပေါ့နော်ဒါတော့တစ်ခါတည်းတန့်ရှင်လုတ်ပုတ်လုံနေလေးပါပြလိုက်တော့ပေါ့နော်အဲ့လိုမျိုးကလော်လိုက်ရင်တော့ကြပါပြီရှင်ပြီးတဲ့နဲ့ဓာသွားလေးကိုလဲမှာပေါ့နော်ဒါလေးကကျတော့အပပါလေးထဲတဲ့ဟာပါရှင်ပြီးသွားတာနဲ့ဒီမော်လာဥနီလေးကိုပေါ့နော်အဲ့လိုမျိုးချစ်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 လိုက်တဲ့ခါကျရင်ဟိုအားလည်းအရင်ထည့်စရာမလိုပေါ့နော်ပုံမှန်လေးပဲချစ်ပေးလိုက်ပေါ့နော်အ အရန်လက်မခက်ခဲဘူးရှင်ဒါလေးကကျတော့လွယ်တယ်ပြီးသွားတဲ့ခါကျရင်အရန်ကိုပါလွားနေတဲ့ဒီမော်လာဥအပြပြလေးတွေပေါ့နော်ရပါပြီရှင်ပြီးသွားတာနဲ့နောက်ထပ်သူ့ထပ်သင့်ပါတဲ့အရာလေးပေါ့နော်အဲ့ဒီဓာတ်သွားလေးထပ်ထည့်ပါမယ်ရှင်ဒါကျတော့ဆဆွားထပ်ပူပါပါတယ်ရှင်အဲ့ဒါလေးကိုကျတော့နမူနာအဖြစ်ဒီတခွားသီးနဲ့ပဲနမူနာဆန်ပြလိုက်မှာပေါ့နော်ဟိုအရန်မခက်ခဲဘူးပေါ့နော်ကိုယ်တိုင်ကျတော့ဒီဓာတ်နဲ့ပေါ့နော်ပပလေးမလီးနိုင်တဲ့ဟာဆိုရင်တော့ဒီပစ္စည်းလေးကအသုံးဝင်မယ်လို့ထင်ပါတယ်ရှင်ကြည့်လိုက်ပါနော်တော်တော်လေးကိုပါလွားနေတာပဲပေါ့နော်ပုံမှန်လေးပဲလက်ထိမှလည်းစိတ်မပူရဘူးပေါ့နော်ဒါလေးကကြည့်လိုက်ပါနော်အခုဆိုရင်တော့ပါလွား တဲ့သခွားသီးပပလေးတွေလည်းရပါပြီနော်โอเคအဲ့ဒါဆိုရင်တော့နောက်ထပ်ဓာတ်တော်တစ်မျိုးလေးဆန်ကြည့်မှာမနော်ဒါလေးကကျတော့အချောင်းအချောင်းလေးဖြစ်တဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုကျတော့ तू ကအသေးလေးပါရှင်ဒါလေးကကျတော့ပြီးတာနဲ့ဒီမွန်လောက်ဥနီနဲ့ပဲဆန်ပြလိုက်မှာပေါ့နော်အရန်မခက်ဘူးပေါ့နော် तू ကလေဒီဘယ်လိုမျိုးပြောမလဲလှုပ်တဲ့ခါကျရင်ပေါ့နော်အန်ဝင်ခွင်ကြဖြစ်ဖို့လိုတော့ပေါ့နော်အဲ့ဒါခါကျရင်ကြည့်ကြည့်လိုက်ပါပေါ့နော်ဟိုလက်နဲ့ပေါက်စရာမလိုတော့ပေါ့နော်အချိန်ကုန်ခံပြီးတော့ဒီမှာကြည့်အောင်တသေးမွမွလေးတွေရပြီဒါကျတော့နောက်ထပ်တဆင့်ကြည့်တဲ့ဟာပေါ့နော်ဘာနဲ့လှုပ်ပြလို့လှုပ်ပြရမှာမသိဘူးဆိုတော့လေအိမ်မှာရှိတဲ့ကော်ပီတာဟာလေးနဲ့ပဲလှုပ်ပြလိုက်တော့တော့ပေါ့နော် ကိုပြီးတော့ကျတော့သူကပြောတဲ့ဟာဖြစ်လို့လားမသိဘောနော်ဟိုအချောင်းချောင်းတော့မဖြစ်ဘူးဘောနော်ဒီခက်မမွားခက်မမွားတသေးလေးဘောနော်နှုတ်နှုတ်ဆင်ထားတဲ့ပုံစံမျိုးလေးပဲဖြစ်သွားတော့ဘောနော်ဆိုတော့မဆိုပါဘူးရှင်โอเคခုဆိုရင်တော့နောက်ဆုံးတစ်ခုဆံပြဖို့ကြံတော့ဘောနော်ဒါလေးကကျတော့သူကတော့ဒီ crossing လေးဘောနော်ဗျောင်းပြန်လေးထွက်မဲ့ဟာလေးဘောနော်မဟုတ်လားဥကပပါလို့ဆိုရင်လက်နဲ့ကင်တွေလို့မရဟာဆိုရင်ဒီအချွန်လေးနဲ့ထိုးပြီးတာ ਨੇ ဒီလိုမျိုးလှုပ်လိုက်တဲ့ခါကျရင်ဘောနော်လက်လည်းထိမှစိတ်မပူရတော့ဘောနော်အဲ့ဒီခါကျရင်ထွက်လာတဲ့ဒီမော်လာဥနီလေးတွေကဘောနော်ဘယ်လိုမျိုးပြောမလဲဒီအာလူကြော့ပုံစံလေးတွေဘောနော်အမြောင်းမြောင်းမ ောင်းလေးလေးပေါ့နော်အဲ့လိုမျိုးပုံစံလေးနဲ့ချစ်စရာလေးပဲမစိုးဘူးပေါ့နော်ဒီပစ္စည်းလေးကတော်တော်လေးတော့အသုံးဝင်ပါတယ်ရှင့်အသုံးသင့်ပေါ့နော် Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်ဒါကတော့သစဉ်စေးကြောပြီးတော့နောက်မှပဲအချောက်ခံတုတ်ပြီးမှပေါ့နော်ပြန်သိမ်းတော့မလို့ပါရှင့်ဒီနေ့သစဉ်သုံးပြလိုက်တဲ့ပစ္စည်းလေးကပေါ့နော်ကိုသုံးချင်တဲ့ပုံစံတိုင်းပေါ့နော်အဆင်ပြေလို့သုံးလို့ရတယ်အသုံးသင့်မယ်ဆိုပေါ့တော့အမြင်မျိုးသုံးလို့ရပါတယ်ရှင့်ဒါကတော့သစဉ်ကတော့နမူနာအနေနဲ့ပေါ့နော်ဒီတိုင်းလေးပဲအနည်းဆက်ဆုံးပဲလုတ်ပြသွားတော့ပေါ့နော် Okay သစဉ်ဗီဒီယိုလေးကိုအဆုံးထိချစ်ပေးကြတဲ့အတွက်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ရှင့်နောက်ဗီဒီယိုကျမှပဲသစဉ်ကဘာလေးတွေစမ်းပြပြီးတော့ဘာလေးတွေစားပြမလဲဆိုတာကြည့်ရှုအားပေးကြပါအောင်နော် Hallo, noch so lange,